ဝါလာရင်ကန်ကောင်းတယ်လို့မှတ်လိုက်ပါကိုဟာငငယ်ကလေးကလည်းပိန်တယ်ယူယူကလည်းပိန်တာများတယ်အိမ်မှာစားတော့တဲ့ပုံစံကလည်းကျမကြီးနဲ့ညူတဲ့စားတော့တဲ့ပုံစံဖြစ်တဲ့အပြင်ကိုကိုတိုင်းကလည်းအစားတော့ကိုမမှတ်ဘူးဆိုတဲ့ခါကျမှာဒါအဲ့လိုလူမျိုးရတာအသက်ကြီးအထိခန္ဓာကိုယ်ဝိတ်အရမ်းမတက်ပဲနဲ့ထိန်းထားနိုင်တာတွေ့ရပါတယ်ပုံမှန်အဖြစ်ကတော့လူအများစုကယခုခေတ်ရဲ့စားတော့နေထိုင်မှုပုံစံကြောင့်ဝါကိုဝါလာတက်တဲ့သဘောတရားရှိပါတယ်ဘာလို့အခုကိုဝါလာပြီဆိုရင်ကန်ကောင်းတယ်လို့မှတ်ရမလဲဆိုတော့မိတ်ဆွေစဉ်းစားကြည့်လိုက်ပါကိုအသက်60ကျော်ရောက်တဲ့ ့ခါကျမှကိုယ်ခန္ဓာကရုပ်တရက်ဝလာပြီးတော့မှဝိတ်တရက်ထိုးသက်သွားတဲ့ခါကျရင်ကိုယ်အနေနဲ့ခန္ဓာကိုယ်ကိုလည်းလှုပ်ရှားမှုမလုပ်ဘူးဘူးအစားတောက်တွေလည်းတိချာမလုပ်ဘူးတဲ့အတွက်ကြောင့်မလို့အသက်ကြီးမှပြောင်းလဲမှုလုပ်တဲ့ခါကျရင်လုံရဖို့ခက်တယ်ကိုယ့်ကိုယ်လည်း risk လည်းမယူချင်ဘူးပုံမှန်လှုပ်ရှားမှုလုပ်ဖို့တောင်မလွဲတဲ့ချိန်မှာလေ့ကျင့်ခန်းကိုတတိမီနဲ့ကိုယ်ခန္ဓာကိုယ်ဝိပြန်ချဖို့တွေလုပ်ဖို့ဆိုရလဲပို့ပြီးတော့မှဝေးသွားမှာဖြစ်ပါတယ်အဲ့ဒီပြင်စားရလဲလိုနေကြတဲ့အချိန်မှာလေ့ကျင့်ခန်းနဲ့အတူတူတွဲဖက်ပြီးကိုယ်ကလိုက်လိုက်ပြီးအားအပါရပြန်ပြီးတော့မှအစားကိုဝင်အောင်စားဖို့ဆိုရလဲခက်သွားတယ် အဲ့တော့ပြောရမယ်ဆိုရင်ကိုက down side ပေါ့နော်အောက်ကိုကြာနေအချိန်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီချိန်မှာမှကိုယ်ခန္ဓာကိုပြန်လဲပြုပြင်ဖို့လိုရတဲ့ဟာပိုပြီးခက်ခဲပါတယ်လုံးလို့မရတာမဟုတ်ပါဘူးအများကြီးပိုပြီးစားရတယ်ပိုလက်ခတ်သွားမယ်ပိုလက်စိတ်တကျစရာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကအခုချိန်မှာအသက်အရွယ်မကြီးခင်မှာကိုကဝလာတယ်ဆိုရင်ကံကောင်းတယ်လို့ကျွန်တော်မှတ်လို့ရပါတယ်အခုချိန်မှာကိုယ့်ကိုကိုစမ်းတက်ဖို့အတွက်အစားအသောက်တွေကိုဘယ်လိုစားရမလဲဆိုပြီးတော့မှစမ်းတက်ဖို့အတွက်ရောကိုယ့်ခန္ဓာကိုယ်ကို ဒါတတ်နိုင်တယ်မြောက်ပေါ့နော်လေ့ကျင့်ခန်းကိုတိုးတိုးပြီးလုပ်သွားနိုင်ဖို့အတွက်ကိုယ့်ခန္ဓာကိုပြောင်းလဲဖို့အတွက်ကိုယ်မှာစူးစမ်းဖို့အတွက်အချိန်ကျန်သွားတာကမိတ်ဆွေတို့အမြဲဖြစ်ပါတယ်ကျွန်တော်ဘာလို့ဒါကိုပြောရလဲဆိုတော့အများစုကကိုယ့်ကိုယ်ကိုမွာလာတော့ဘူးလို့ထင်တဲ့အတွက်ကြောင့်မလို့နေရင်ထိုင်ရင်လည်းဝါလာဖြစ်ပါတယ်ဝါလာတဲ့သူအများစုကကိုယ့်ကိုယ်ကိုဝါလို့ဝါမှန်းမသိပဲဝါလာဖြစ်ပါတယ်ကိုယ်တတိမထားမိလိုက်တဲ့10နှစ်အနည်း20အတွင်းမှာကိုယ့်ခန္ဓာကိုယ်ကကိုယ်တကားမှမထင်မှတ်ထားတဲ့ပုံစံမျိုးကိုပြောင်းလဲသွားတော့ကြုံကြရတဲ့လူတွေများပါတယ်ဘလို့ဖြစ်ဖြစ်ဝါရဲဆိုတာကစိတ်တကြစရာမဟုတ်ပါဘူးဝါရဲဆိုတာ ကကိုယ့်ရဲ့နေထိုင်မှုစားသောက်မှုပုံစံလေးဒါပြောင်းလဲဖို့လိုနေတယ်ဒါလေးမှားရွံ့နေဆိုတာကိုပြတ်တန်းနေလက္ခဏာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေရဒီဝနေတယ်ဆိုတဲ့ဟာကိုမပြောင်းလဲဘဲနဲ့ဆက်လွတ်ထားမယ်ဆိုရင်တော့ဒီအစီပိုတွေကနေမှသင့်ဖြစ်တဲ့ကျွန်တော်အကျမ်းမာရေးပြတနာသွေးတိုးစီးချိုနှလုံးနောက်ဆုံးကင်ဆာပေါ့နော်ဒါတွေကိုဥသိသွားမှာဖြစ်ပါတယ်ခုဒီဗီဒီယိုကြည့်နေမိတ်ဆွေကကိုလက်လက်ကောင်းမွန်နေသေးတယ် ခန္ဓာကိုယ်လှုပ်ရှားအောင်လည်းရနေသေးတယ်အစားအသောက်တွေကိုလည်းကိုယ်ကိုယ်တိုင်ကပြင်လဲပြင်ဆင်စားသောက်ဖို့အတွက်လည်းအခွင့်အရေးရှိနေတဲ့လူဖြစ်တဲ့ဆိုရင်တော့မိတ်ဆွေကံကောင်းပါတယ်မိတ်ဆွေခန္ဓာကိုယ်ကိုပြင်လဲပြောင်းလဲပြစ်လို့ရတဲ့အခြေအနေမှာကိုရှိနေတယ်မိတ်ဆွေလူရာစူးစမ်းမှုပဲဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ဒီအစားအသောက်တွေနေထိုင်မှုပုံစံတွေကိုယ်လည်းလှုပ်ရှားမှုတွေလုပ်မယ်ကျန်းမာရေးကောင်းအောင်စားမယ်ဒါတွေကလုံလိုက်ခဲ့လို့ပိန်သွားရဲဆိုရင် နောင်မိတ်ဆွေဒီအကျင့်တွေကကို့မှာရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ဝမှာမဟုတ်တော့ပါဘူး။ဒါကြောင့်မလို့မိတ်ဆွေစူးစမ်းဖို့လိုတာကတဏ္ဍာရီများကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံ lifestyle ကိုပြောင်းလဲဖို့စူးစမ်းမှာဖြစ်ပါတယ်။ဝါလာလို့စိတ်တကြမဲ့အစားအကောင်းဆုံးစူးစမ်းမှုနဲ့တုံ့ပြန်ဖို့အတွက်အားပေးလိုက်ပါတယ်မိတ်ဆွေ။မိတ်ဆွေကိုမိတ်ဆွေပြောင်းလဲဖို့ဆုံးဖြတ်ထားပြီးသွားပြီဆိုရင်မိတ်ဆွေနေနဲ့ပေါ့ပါကိုအားတဲ့ချိန်မှာဗီဒီယိုဖွင့်ပြီးတော့မှလေ့ကျင့်လေ့ကျင့်လေဆိုရင်တော့အသင့်လျော်ဆုံး program လေးတစ်ခုကိုညွှန်ပေးချင်ပါတယ်။ ကျွန်တော်ရဲ့ online camp 4 week challenge လို့ခေါ်တဲ့ဒီ program လေးကမိတ်ဆွေကို၄ဘက်စာ teaching လေးဖို့တဲ့ plan ပေးมาဖြစ်ပါတယ်။အဲ့ဒီအပြင်ဒီ teaching နဲ့တွဲပြီးတော့မှမိတ်ဆွေစားတောက်တဲ့နဲ့စားတောင်းဒီပုံစံကိုလည်းညွှန်ပေးมาဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပို့ဘပါနဲ့မိတ်ဆွေရဲ့ခန္ဓာကိုယ်အလားပါနဲ့ကျန်းမာရေးအတွက်စတင်ခြင်းနဲ့ဆိုရင်တော့ဒီ program လေးကို join ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်။မိတ်ဆွေအားတဲ့အချိန်မှာ video လေးတွေကိုဖွင့်ပြီးတော့မှ teaching လေးလိုက်လို့ရုံမဲ့ဖြစ်ပါတယ်။